听见了，听见了。去哪一个块都跟你讲去你们搞么嘞？去你们搞么嘞？做啥嘞？今天早那个么事的？周六周天的九点过平安公里嘞，你都搞两米长说俺身边俺妈讲，谁屋那个搞别人，俺那个的，我不晓得我中午要那么时间，主要不是我等长的那个头嘛，怎么不能留出 ောင်းမြို့တမှုတော့သူတွေကားတွေဖြည့်ကျက်ညံ့နာပြီကေပီနဲ့ရွှေကုတ်ကိုမြို့တင်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုအပီးတိုင်ဖယ်ရှားရှင်းလင်းမယ်လို့ကင်းနယ်ကြားဆောင်တဲ့ BGF ကပြောဆိုခဲ့ပြီးတဲ့နောက်ကြားဖြတ်လုပ်ငန်းတွင်မှာလောက်ကတူလူထောင်တဲ့ကြီဟာနိုဝင်ဘာလ18ရက်နေ့မှာညာရင်းချင်းနေရာရှေ့ပြောင်းကြတဲ့အခြေအနေနဲ့ပတ်သက်ပြီးကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့မြန်မာအလို့သမားတို့ကအခုလိုပြန်ပြောပြခဲ့တာပါ နိုဝင်ဘာ16ရက်နေ့မနက်ပိုင်းမှာအာနာတိန်စစ်တပ်ကရွှေကုတ်ကိုအနီးဝန်းကျင်နဲ့နေရာတချို့မှာ နေရာစတင်ယူနေပြီးရွှေကုတ်ကိုမြို့ရဲနေရာတချို့မှာလည်းစစ်တပ်ကဝင်ရောက်မှုတွေရှိလာနေတယ်လို့ဒေသခံတွေကပြောပါတယ်။ BGF အနေနဲ့အကြမ်းဖက်လုပ်ငန်းတွေကိုနှိမ်နှင်းမယ်လို့ပြောပေမဲ့တစ်ဖက်မှာတော့အကြမ်းဖက်လုပ်ငန်းလုတ်ကန်တဲ့တရုတ်တရီးတွေနဲ့အကြမ်းဖက်ကုမ္ပဏီခေါင်းဆောင်တွေကိုတော့ BGF ကဥဆောင်ပြီးအခြားသူတို့ထိန်းချုပ်ထားတဲ့နေမီရီစီကိုရွှေပြောင်းနေရာချပေးခဲ့တယ်လို့ဒီအခြေအနေကိုသိတဲ့ရွှေကုတ်ကိုမြို့တည်ဒေသခံကမြန်မာနောင်းကိုပြောပြပါတယ်။ စ်တက်ကတော့ဒီအထက်ထဲမှာတော့ရှိကြတယ်ပေါ့အခုတစန်းကျရောက်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 လာပြီဗျကျိုးပြီးဆောင်ခိုင်းတာသူတို့ကကောင်းကြီးပိုင်းပြီးတော့တချို့တရုတ်တွေဆိုရင်ဒီအဖွဲ့ကြီးကားလေးနဲ့ပဲပေါ့နော်ဒီကျွန်တော်ဒီဝန်ခါတို့ဘာလို့ကျန်နေသူတို့နေကြရဒီချက်စက်နေမှာပဲပြန်ပြီးတော့အဲ့ဒီကိုပြန်ပြီးတော့တွင်းနေပေါ့နော်ဝန်ခါတို့ဘာလို့ဆိုတာကတော့ဘာနေနေတဲ့တယ်မှာမပါသေးဘူးအဲ့တော့ဝန်ခါမှာတော့ဒီအဲ့ချက်စက်နဲ့ပတ်သက်လို့ကတော့ဥစ္စာပေါ့ဗျလေပတ်နေတော့မယ်ပေါ့ကျိုးပြီရ你要猛的光了。 စစ်ကောင်စီတက်လာအောင်ခံ BGF ခေါင်းဆောင်တို့ဥဖြစ်တဲ့ဘုံမူကြီးစောချစ်သူတီထောင်လာတဲ့မြားဝတီမြို့နယ်တွေကရွှေကုတ်ကိုမြို့တက်ဟာကြားဖြန့်နေမယ်ဆိုတဲ့ကြော်ကြားပါတယ်။ online ဝင်လင်ကိုင်းကြားဖြန့်လုပ်ငန်းတွေကိုအခုရပိုင်းတွင်အပိတက်ဖယ်ရှားရှင်းလင်းမယ်လို့ BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဘုံမူကြီးနိုင်မောင်စောကနိုဝင်ဘာ18ရက်နေ့ကထိုင်းသတင်းမီဒီယာတွေကိုခေါ်ပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။ဒီကမ္ဘာလိုက်ကဒီဒီကလူလားနေရဲ့ဒီဒီကြားဖြန့် အဖေရှာရှင်လေးကိစ္စကိုဘုရောကတော့အခုဘုရောတက်ကဒီအစိုးရတာဝန်ရှိသူကြီးပြေဘုရောဒီပူပေါင်းပြီးတော့ဘုရောကတော့နောက်လုံးဝပပျောက်နေကြီးဒီဂျပန်ထဲမှာပဲဘုရောကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပြီးတိုက်ဖေရှာရှင်လေးတော့မဟုတ်ဘူး ီးခဲ့တဲ့နိုဝင်ဘာ12ရက်နေ့မှာတော့ရွှေကုတ်ကိုမြို့တည်တီထောင်သူရှီချစ်ချင်းကိုကြားဖြန့်ငွေလိမ်မှုတွေအပါအဝင်နိုင်ငံတကာယာဆွေးမှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုလွှဲပြောင်းလိုက်ပြီးအမေရိကန်နိုင်ငံကလည်းကြားဖြန့်လုပ်ငန်းတွေကိုကာကွယ်ပေးနေတဲ့ DJP တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့တာရေးပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ကြားဖြန့်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ တစ်ဖက်မှာလည်းမဲခေါင်လန်ချန်ဒေသ6နိုင်ငံဖြစ်တဲ့တရုတ်မြန်မာကမ္ဘောဒီးယားလာအိုထိုင်းနဲ့ဗီယက်နမ်တို့ဟာကြားဖြတ်လုပ်ငန်းတွေကိုပူတဲ့တိုက်ဖြတ်ရေးအတွက်လှုပ်ဆောင်ချက်တွေအရှိန်မြင့်တင်ဖို့သဘောတူညီခဲ့ကြပြီးတဲ့နောက်မှာမြန်မာစစ်တပ်လက်အောက်ခံကင်းနယ်ကြားဆောင်တဲ့ BGF ကကြားဖြတ်လုပ်ငန်းတွေကိုတိုက်ဖြတ်မယ်လို့အချိန်ကပြောဆိုလာခဲ့တာပါ လက်ရှိချိန်မှာစစ်တပ်နဲ့ BGF ကမြောက်ပြည်တောင်ဘက်က KK ဘက်အဆောက်အဦတွေကိုကြားဖြတ်နှိမ်နှင်းလုပ်တယ်ဆိုပြီးအဆောက်အုံတရာကျော်ကိုဘုံခွဲပျက်စီးပြနေပြီး KK ဘက်အဆောက်အဦတွေမှာကြားဖြတ်လုပ်နေတဲ့ခေါင်းဆောင်တွေနဲ့တထေးတွေကတော့ရွှေကုတ်ကိုမြို့တည်းကိုပြောင်းရွှေ့လုကန်ခဲ့ကြပါတယ် BGF အနေနဲ့ကြားဖြတ်လုပ်ငန်းတွေကိုတိုက်ဖြတ်မယ်လို့လူသိရှင်ကကြွကြော်ခဲ့ပေမဲ့လည်းသူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲကြားဖြတ်လုပ်ငန်းတွေများစွာရှိတဲ့နေရာတွေကိုတော့အခုချိန်ထိမတိုးမထိသေးဘူးလို့ဒီအခြေအနေကိုသိတဲ့ဒေသခံတွေကအခုလိုပြောပြပါဗျာ။လက်ရှိ ပတ်နေတာကဧကတရာလေပတ်တယ်29ကိဆိုတော့အဲ့လားပဲအဲ့လားအဲ့မှာလည်းလေပတ်တယ်တကယ်လည်းကျွန်တော်လူထဲမှာရှိတဲ့ကြားပြင်းရုပ်အသေးတွေလည်းအဲ့လိုလေသူတို့လေပတ်နေတာကိုလက်ရှိရတော့ပြီးတော့အဲ့မှာ UK လို669လို့အဲ့အဲ့ဒါတွေကလည်းသူတို့လေပတ်နေတာပေါ့